အားလုံးမင်္ဂလာပါရှင် Call Love Channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေကြည့်ရှိသူပရိသတ်တွေအတွက်ဘာသာရေးဆိုင်ရာသုတရတာတွေကိုအမြဲတမ်းဝေမျှပေးသွားတာဖြစ်ပါတယ်အခုတစ်ခါဝေမျှပေးချင်တာကတော့စာရေးသူစောကော့ကော့တိချက်ရေးသားထားတဲ့လိတ်စိတ်စရယ်ခေါင်းစဉ်လေးကအကြောင်းအရာကိုဝေမျှပေးသွားမှာဖြစ်ပါရှင်အဲ့တော့ channel လေးကို subscribe လေးမလုပ်ရသေးဘူးဆိုရင်တော့ channel လေးကို like နဲ့ subscribe လေးနဲ့ဘေးနားခေါင်းလောင်းလေးကိုနှိပ်သွားဖို့တောင်းဆိုပါရစေ ကျေးဇူးတင်ပါတယ်ရှင်။တင့်ကိုဖြည့်ဆည်းနိုင်သောအလားပါဆုံးလက်စာ။ဘုံကိုတိတ်ခါသို့မဟုတ်ပြည့်စည်မှုစီသို့ဦးတည်နိုင်သောလက်စာ။လိမ့်စိတ်သည်လူတဘာဝဤအစွမ်းထက်ဆုံးအားတစ်ခုဖြစ်သည်။၎င်းသည်ဝမ်းမြောက်ခြင်း၊ရင်းနှီးမှုနှင့်အသက်သက်ကိုဖန်တီးနိုင်သောထာဝရဘုရားသခင်ပေးအပ်ချသော လက်စာမှဖြစ်တော်လေ။အလွဲသုံးစားမှုပြုလျှင်လူဘဝများမိသားစုများနှင့် လူအဖွဲ့အစည်းကိုပါဖျက်ဆီးနိုင်စွမ်းရှိတယ်။ခေတ်သစ်ကဘာတွင် လိမ်မှုကိစ္စကို ကိုကျင့်တရားဆိုင်ရာကန့်သတ်ချက်များမှကင်းကွာသော လူတူဤကိုပိုင်အခွင့်အရေးအဖြစ်မကြခဏမင်းတွေ့ရတော့လဲကက်တလစ်တို့ရဲ့အမြင်မှာတော့လိမ်မှုကိစ္စသည်အမတ်တရားမှခွဲထွက်သွားသောအခါလွတ်လပ်မှုထက်ကျုံပြုတ်ခံမှုစီတို့ဥတီသွားနိုင်ကြောင်းတတိပီးချပါသည် ဒီဇွေးနေ့ချက်မှာလိမ်မှုကိစ္စကိုမှန်ကန်စွာစီမံခန့်ခွဲပါကတန့်ရှင်းခြင်းလမ်းကြောင်းဖြစ်နိုင်တော်လဲအလွယ်သုံးစားပြုပါကပြည့်စုံမှုရဲ့အရင်မြင်ဖြစ်လာနိုင်ပုံကိုဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်။လိမ်စိတ်ပြီးမြင့်မြတ်သောမီးမြင့်ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုရှောင်ပြန်ဟက်သောလိမ်မှုကိစ္စလိမ်မှုကိစ္စသည်ဘုရားသခင်ပေးသောအရင်အမြင့်ဘုရားသခင်ဖန်ဆင်းထားပေးခြင်းလိမ်မှုကိစ္စသည်ညစ်ပတ်သော သို့မဟုတ် ရှက်ဖွဲကောင်းသောအရာမဟုတ်ပါလေကိုဖျားသခင်ကိုတော်တိုင်းဒီဇိုင်းဆွဲထားခြင်းဖြစ်သည်ကပ္ပောင်းကျန်းအခက်ကြီး1ခန်းငယ်28.28မှာရေးသားထားပါတယ်လူသားတူးတွင်တခြားသူတူးနှင့်ချစ်ချင်းပေါင်းစည်းခြင်းနှင့်အသက်သက်ကိုဖန်တီးနိုင်စွမ်းသည် လူသားမျိုးနွယ်တို့အားပေးအပ်ထားသော မြင့်မြတ်သည့်စွမ်းအားတကူဖြစ်သည်ဒိဂုံတော်ပုဂ္ဂိုလ်၃ပါးတစုဖျားဤရောက်ပြန်ဟမ်းမှု ခမဲတော်သားတော်သက်ရှင်တော်ဝိညာဉ်တော်တို့သည်ခြားရချစ်ချင်းမြတ်တာတွေတရှိတကယ်သို့လူသားရေလိမ့်မှုကိစ္စဒီမှာလဲမကန်စွာအသက်ရှင်မှာကအိမ်တော်ရေးတွေပုဂ္ဂိုလ်သုံးပါးတစုဖျားပြီးတော့ချစ်ချင်းမြတ်တာဆက်ဆက်ရေးကိုရောက်ပြည့်ဟက်သည်လိမ့်မှုကိစ္စရွေချက်ပေါင်းစည်းခြင်းနဲ့မျိုးဆက်ပွားခြင်းတက်တလေတဲ့တော်ကလိမ့်မှုကိစ္စသည် အခြေအနေနဲ့ဆိုင်သောဖော်ပြချက်ပေါင်းစည်းခြင်းနဲ့ကဘာတို့အသက်သက်ကိုယူဆောင်လာရဲ့ မျိုးဆက်ပွားများခြင်းနီလန်တစ်ခုလုံးဖြစ်ကြောင်းသုံးသင်ထားတယ်ဒီရွေချက်တစ်ခုကိုခွဲထုတ်ပါက ကိုကျင့်တရားဆိုင်ရာဖယိုဖယဲဖြစ်မှုစီတို့ဦးတည်သွားပါတယ်။မိမိကိုကိုဆွလွတ်ခြင်းအချစ်တို့ဖိတ်ခေါ်ခြင်းစစ်မှန်သောအချစ်သည်ရယူခြင်းမဟုတ်ဘဲပေးကမ်းခြင်းဖြစ်သည်။အစစ်မှန်သောလိမ်မှုကိစ္စသည်တခြားသူတူကိုအတုံးပြုခြင်းမဟုတ်ဘဲမိမိကိုကိုအလုံးစုံပေးအပ်ခြင်းဖြစ်သည်။ အေဖက်ဩဝါရစာခဲကြီးငါခန်းငယ်25မှာဖော်ပြထားပါတယ်။လက်ဆောင်တီလက်နဲ့ဖြစ်လာသောအခါမာယွင်းစွာအသုံးပြုသောလှိမ်မှုကိစ္စဤဖြစ်စီအိုင်စွမ်းခိတိတ်ကပိုင်မှုသားများတာဝန်မယူသောလှိမ်မှုကိစ္စကဘာကြီးကလှိမ်မှုကိစ္စသည်နှဲ့ဆိုင်သောအတိတ်ပဲမရှိသောရုပ်ပိုင်းဆိုင်ရာလုံရက်တစ်ခုသာဖြစ်သည်ဟု ပြောဆိုသည်။၎င်းသည်ပြည့်စည်သောဆက်ဆံရေးများ မလိုလားဧသောကိုဝန်များနှင့်စိတ်ထင်ရများစီတို့ဥတည်စီသည်လုံးဝလွတ်လပ်မှုဆိုယူစကားအများကားစစ်မှတ်သောလွတ်လပ်မှုဆိုသည်မှာမိမိခန္ဓာကိုယ်ဖြင့်မိမိလိုရာလုံနိုင်ခြင်းဟုယုံကြည်ကြသည်တိုးတော်ကဲ့သို့လည်းတင်းတော်ရဲ့သွန်သင်ချက်ကထိန်းချုပ်မှုမရှိသောလိမ်မှုအပြုမှုသည်စစ်မှန်သောလွတ်လပ်မှုထက်ဆွဲလန်းမှုအထူးကြံစည်ခြင်းဖြစ်မှုနှင့်ရမတ်ဆက်ရဲ့ကျွံပြမှုစီတို့ဥတီစီကြောင့်တတိပီးချပါသည် ကြတော့ရောမဩဝါဒစာခန်းကြီး6ခန်းငယ်16မှာဖော်ပြထားပါတယ်။လိမ်မှုရှုပ်ထွေးမှုရဲ့ကုန်ကြစရိတ်မိသားစုများ၏ပြည့်စည်ခြင်းသစ္စာဖောက်ခြင်းအိမ်တော်ပြင်ပမှ သူများနှင့်အလွယ်တကူလိမ်ဆက်ဆံခြင်းတို့ဟာအိမ်တော်ရေးကိုအားနည်းစေပြီးမိသားစုများကို ကွဲပြားစေပါတယ်။မိဘများသည်အိမ်တော်ရေး၏မြင့်မြတ်သောဂတိကိုထိမ့်သိမ်းရန်ကြက်ခွက်သောအခါကလေးများကဒုက္ခရောက်ကြသည် အပြာညဉ့်ဉန်ရုပ်ရှင်စပြီးယဉ်ကျေးမှုမြင့်တက်လာခြင်းအခုခေတ်အွန်လိုင်းလောက၌ကြာရုပ်ရှင်စပြီးဒီဟာလိင်ကိစ္စကိုမောင်းရွှဲစွာပုံဖော်ကာဖျားသခင်ရဲ့ပုံတရံဖြစ်ဖန်ဆင်းချသောမြင့်မြတ်သည့်လူသားများအစားအရာဝတ္ထုများတပ်ဖွဲ့ပြုမှုဤအပြာရုပ်ရှင်စပြီးများသည့်အောင်နောက်လှောက်ဆောင်ပုံကိုပြောင်းလဲစေပြီးတော့ဆက်စင်ရင်းများကိုထိခိုက်စေကအချစ်တဲ့အတ္တကြီးမှုများကိုအားပေးတယ် အတီးကျံမှုဤကဲ့ယောဂါလောကကြီးသည်လက်ကိစ္စကိုအလွန်မင်းအာယုံဆိုင်နေတော်လဲလူများသည်အရင်ကထက်ပိုမှုပြီးတော့မှအတီးကျံနေကြတယ်လက်ကိစ္စသည်အချင်းနဲ့ဂရိသစ္စာမှ ခွဲထွက်သောအခါ၎င်းသည်စိတ်ကြည်နှံ့မှုကိုမပီးပဲနှက်ဆိုင်သောဘာမှအတိပဲမရှိမှုနေတော့တာဥတည်စီပါတယ်လက်ပိုင်းဆိုင်ရာကဲတင်ခြင်းလံကဲတလီတို့ရဲ့ဘဝနေထိုင်မှုစံနှုန်းများအတိုင်းနေထိုင်ခြင်း စင်ကြဲသောချစ်ချင်းမြတ်တာစစ်မှန်သောလွတ်လပ်မှုစီတို့တခုတည်းသောလမ်းစင်ကြဲမှုသည်ဖိနှိပ်မှုမဟုတ်ပါ၎င်းသည်လေစိတ်ကိုလူတူရဲ့ဘဝတွင်စစ်မှန်သောပျော်ရွှင်မှုစီတို့ဥတီစေသည့်နည်းဖြင့်ပေါင်းစည်းခြင်းဖြစ်သည်အပြိုလူပြိုအိမ်တော်သည်ဖြစ်စီသူတော်စင်ရဟန်းတိလရှင်ဖြစ်စီလူတိုင်းသည်မိမိရဲ့ဘဝချီနေနှင့်အညီစင်ကြဲစွာနေထိုင်ရန်ခေါ်ရမှုချင်းခံရသည် ကျွန်ဘဝထက်မိမိကိုယ်ကိုထိန်းချုပ်မှုမိမိရဲ့လိုဆန္ဒများကိုထိန်းချုပ်နိုင်တဲ့သူဟာလွတ်လပ်သူဖြစ်ပြီး၎င်းတို့အားဖြင့်ထိန်းချုပ်ခံရသူမှာကျွန်ဖြစ်သည်စိမံသောအားသည်မိမိကိုယ်ကိုထိန်းချုပ်မှုတွေသိရှိသည်ဂလာတိဩဝါဒစာခဲကြီးကခန်းငယ်22ကနေ23မှာဖော်ပြချပါတယ်အိမ်နောက်ပြုခြင်းလက်ထဲထိန်းများခြင်းစကရမတူလက်ကိစ္စကိုဖော်ပြရင်တခုတည်းသောတင့်လျော်တဲ့နေရာပါ လက်ထက်ထိမ်းများခြင်းစခရမတူးသည်သဘောတူညီချက်မဟုတ်ပြည်ညီဖြစ်သည်အိမ်တော်၏သည်ကိုပိုင်ပြောရွှင်မှုအတွက်သာမဟုတ်ဘဲဖျားသခင်ရှစ်တွင်တသက်သာဂတိသက်သာဖြစ်သည်၎င်းသည်ချစ်ချင်းမြတ်တာနှင့်သစ္စာတရားဖြင့်လင်မယားနှုတ်ဦးကိုချီနောက်ပေးသောပြည်ညီဖြစ်သည်ဘဝတက်တာသစ္စာသို့ဖွင့်လင်းမှုကွန်ဝတာစီအတုံးဆောင်များသည်လေကိစ္စရဲ့အမျိုးဆက်ပွားမှုရွေးချက်မှာခွဲထုတ်က ဖျားပခင်ရဲ့ဖန်ဆင်းခြင်းဒီဇိုင်းကိုပြည့်စည်စေတယ်။ကက်သလစ်သင်တော်သည်အိမ်တော်သည်များအားအသက်တာသစ်စီသို့ဖွင့်လှစ်ပြီးဖျားပခင်ရဲ့အကြံစီကိုယုံကြည်စွာဖြင့်နေထိုင်ရန်သုံးသင်သည်။မစ္စတာတရော်နဲ့ကိုရိုမက်စ်ဂရမတူရဲ့အရေးပါမှုအခန်းကဏ္ဍမှာတော့ကိုရိုမက်စ်ဂရမတူအားခံယူခြင်းသည်သခင်ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းတကိုယ်တော်အဖြစ်စိတ်နှလုံးကိုအားဖြစ်ပြီးစီပြီးဖျားယောင်နှောက်ရှက်မှုများကိုခံနိုင်ရရှိစီကစင်ကြယ်သော ်သင်ရှင်သောအသက်တာကိုရှင်သင်နိုင်စေပါလိမ့်။ပြန်လဲတင့်မြတ်ခြင်းနဲ့ကုသခြင်းစွန်းအပြစ်ထက်ဖျားသခင်ရဲ့ဂရုဏာတော်ဟာပိုပြီးကြီးမားတယ်။မြားစွာသောသူတို့သည်လိမ်ပိုင်းဆိုင်ရာအပြစ်သို့ကြာရောက်ခဲ့ကြတော့လေဖျားသခင်ရဲ့ဂရုဏာတော်မှကြုံလွန်သွားသောအပြစ်ဟု၍မရှိသောကြောင့်စိတ်နှလုံးနှိတ်ချကဝန်ချတောင်းပန်မှုနှင့်စစ်မှန်သောနောက်ကျဖြစ်ပြန်လဲပြီးတော့ဘဝကိုတန့်ရှင်းအောင်တည်ဆောက်နိုင်နေ။ ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ပျက်စီးခြင်းကိုမရွေးဘဲရှင်သန်ခြင်းအသက်တာကိုရွေးချယ်ပါ။လိမ့်စိတ်သည်အသွားနှစ်ဖက်ရှိသောဓာကဲ့သို့ဖြစ်၏။၎င်းသည် လူတူရဲ့ချစ်ခြင်းမေတ္တာနဲ့တန့်ရှင်မှုရဲ့အထွတ်အထိပ်တို့မြင့်တင်နိုင်တဲ့ကဲ့သို့ပျက်စီးခြင်းနဲ့စိတ်ပြည့်မှုရဲ့အနှံ့ဆိုင်ဆုံးအရက်တို့လည်းဆွဲချနိုင်သည်။ကဲ့သလေသည်သောသည် လိမ့်စိတ်ကိုဖိနှိပ်ခြင်းမပြုဘဲ၎င်း၏စစ်မှန်သောရွေချက်စီတို့သာလမ်းညွှန်ထိန်ချောင်းပေးတယ်။အဲဒါကတော့ သခင်ယေရှုခရစ်တော်ရဲ့ပုံတရအတိုင်းမိမိကိုယ်ကိုအနံ့သောချစ်ခြင်းမြတ်တာဖြစ်တယ်။ဤလောကသည်ပျက်စီးခြင်းစီးသောဥတီသောအတူရောက်လွတ်လပ်မှုကိုသာပေးနိုင်ပြီးသခင်ခရစ်တော်မူကစစ်မှန်သောဝမ်းမြောက်ခြင်းငြိမ်ချမ်းခြင်းနဲ့စိတ်ချည်နဲ့ပြေဝမှုစီးသောတွားရာလန်းကိုပြီးတယ်။ရွေးချယ်မှုသည်ကျွန်ုပ်တို့လက်ထဲမှာရှိပါတယ်။ဖျားခင်ရွေတော်မူသည့်အတိုင်းဒီလက်ဆောင်မှုကိုအသုံးပြုမည်လော။သို့ဒီမဟုတ်၎င်းကကျွန်ုပ်တို့အား 然后转四月，中片样可以明免咯。